စိတ်မကောင်းဖြစ်သွားခဲ့ရတဲ့ပုံမိကြလာတဲ့ကိုရင်လေးရှင်အုပ်သမားသာရာပြည်မြအားလုံးပဲမင်္ဂလာပါရှင်။ကိုရင်လေးရှင်အုပ်သမားသာရာကတော့ထိုင်းနိုင်ငံကိုတရားဟောကြားဖို့တောင်းခဲ့ပေမယ့်ထိုင်းနိုင်ငံကို ရောက်ရှိပြီးကမှတရားမဟောလိုက်ရပါဘူး။ကိုရင်လေးရှင်အုပ်သမားသာရာတရားဟောကြားဖို့အတွက်အားလုံးပြင်ဆင်ထားပြီးကမှထိုင်းအာဏာပိုင်တွေကရောက်ရှိလာခဲ့ပြီးတရားပွဲကိုဖြတ်သိမ်းခိုင်းခဲ့ပါရှင်။ ဒါကြောင့်ကိုရီလီရှေအုပ်သမားသာရာတရားဟောကြားတာကိုနာယူဖို့ရောက်ရှိလာကြတဲ့ဗိတရီအလုံးကတရားမနာယူကြရတာကြောင့်စိတ်မကောင်းဖြစ်ကြရသလိုထိုင်းနိုင်ငံကိုတရားဟောကြားလာတဲ့ကိုရီလီရှေအုပ်သမားသာရာအတွက်လည်းစိတ်မကောင်းဖြစ်ကြရပါတယ်ကိုရီလီရှေအိုတမားတာရာကတော့ခရိုင်းဆိုရီလေးထိုင်နိုင်ငံကိုကြောက်ပြီးတရားပွဲတွေကျင်းပပြုလုပ်နေကြပါဗျ။ ရေခောက်မှာတော့ကိုရီလီကထိုင်းနိုင်ငံမဟာချိုင်မာတရားဟောပြောဖို့ကြောက်ရောက်လာခဲ့ပေမဲ့ထိုင်းအာဏာပိုင်တွေကနေပိတ်ပင်ခဲ့ပြီးအားလုံးစီစဉ်ထားပြီးကမှတရားပွဲတွေပြတ်သွားခဲ့ရပါတယ်။အဲဒီပေါ်မှာလည်းတရားနာကြသူတွေကစိတ်မကောင်းဖြစ်ခဲ့ကြသလိုကိုရီလီရှင်အုပ်သမတာရာကလည်းတရားမဟောလိုက်ရတဲ့အပေါ်စိတ်မကောင်းဖြစ်နေပြီးကိုရီလီရှင်အုပ်သမတာရာကအခုလိုတရားမဟောလိုက်ရတဲ့အပေါ်မှာလည်းအခုလိုပဲမိတ်ကြလာခဲ့ပါတယ်။ကိုရင်လေးရှင်အုတ်သမတာရာကကိုရင်လေးရင်ထဲမကောင်းပါ ခရိုင်းဆိုရင်လည်းအခုလိုတရားဟောနေကြပါတရားတော်မဟောရသေးဘူးပိတ်ခံရတယ်ဆိုတော့တကာတကာမကြီးတို့အတွက်လည်းစိတ်မကောင်းပါဘူးဘာကြောင့်ကြောင့်ကြောင့်လာပိတ်တယ်လေဆိုတော့မသိပါဘူးဆိုပြီးကိုရီလီရှိဥတ္တမသာရကမိကြလာခဲ့ပါတယ်ကိုရီလီရှိဥတ္တမသာရကအခုလိုတရားဟောကြားခါနေမှာတရားပွဲပြက်ခဲ့ရတဲ့ပုံမှန်လေးကိုရင်လေးရဲ့တရားပွဲကိုတရားနာရောက်ရှင်းလာတဲ့ပြည်သက်တယောက်ကအခုလိုပဲပြောပြလာခဲ့ပါတယ် ကွေလီရှင်အုပ်သမတာရရဲ့တရားကိုအရင်ကလည်းလာနာဘူးပါတယ်။အခုတစ်ခါမှတရားပွဲပြတ်သွားတာပေါ့နော်။အခုလိုတော့မကြုံဘူးခဲ့ပါဘူး။အလုံးပြည့်စုံပြီးပြီဆိုမှတရားပွဲကပြတ်သွားတာ။တရားနာလာကြတဲ့သူတွေကလည်းဒီတိုင်းပဲထပြန်သွားလိုက်ရတယ်။အလုံးကတော့စိတ်မကောင်းဘူးပေါ့။ဒီမှလည်းသူများနိုင်ငံဆိုတော့သူတို့ကခွင့်ပြုမရလေ။သူတို့ကိုခွင့်ပြုချက်အရင်တောင်းဖို့လိုတယ်။ခွင့်ပြုချက်မရရင်တော့စောင်းပေါက်တောင်ဖွင့်လို့မရဘူးဆိုပြီးတော့ပြပြလာခဲ့ပါတယ်။ အခုလိုတရားပွဲပြတ်သွားကြတာနဲ့ပတ်သက်ပြီးတော့လေတရားဟောကြားဖို့အတွက်ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ကိုရင်လီရှေအိုတမတာရာအတွက်ထရမြန်မာတွေကစိတ်မကောင်းဖြစ်နေကြပြီးတချို့တွေကလေခွင့်ပြုချက်ကို အရင်တောင်းမိမှသာစီစဉ်တင်ကြအကြံပေးထားကြပါတယ် ကွေလီရှီအုံတမတာရာကတော့လရင်ကလေးကမြန်မာနိုင်ငံရဲ့အင်ဒီဂျင်နိုင်ငံတွေကိုကြောက်အောင်ကတရားဟောကြားပေးခဲ့တာဖြစ်ပြီးထိုင်းနိုင်ငံကကွေလီရှီအုံတမတာရာရဲ့တရားပွဲတွေဆိုရင်ကြိတ်ကြိတ်တူအောင်ကို လာရောက်ကတရားနာယူသူတွေအများပြားခဲ့ပါတယ်။ကွေလီရှီအုံတမတာရာကတော့တရားဟောကြားတာအသေးဝင် မလိုက်အောင်ကိုတော်ရီကွေလီတပါဖြစ်ပြီး ကွေလီရှီအုံတမတာရာကတော့အလုံးရဲ့ဂျီညိုချင်းကိုခံကြပါဗျ။ အခုလက်ရှိမှာတော့ကိုရင်လေးရှင်အုတ်တမတာရာဟာစာပေရီကိုကျိုးစားလိလာတည်ယူနေပြီးတသနာအချို့ကိုတေပိုထမ်းဆောင်နေတဲ့ကိုရင်လေးတပါဖြစ်ပါတယ်